ကျွန်တော်ဒီနေ့ကတော့1.5 ampere output ရှိတဲ့ထောက်နေရ mAh နဲ့ Wi-Fi UPS လေးတစ်လုံးဆင်ပြมาဖြစ်ပါတယ် output က 1.5A ထွက်မယ်ပေါ့เนาะဒီ battery capacity ကတော့4.2 volt 1200 mAh TB 9103နဲ့ fast charger ပါမယ်အဲ့ဒါလေးဆင်ပြมาဖြစ်ပါတယ်ဒီလိုပုံးလေးကိုသုံးပါပေါ့เนาะဒီပုံးလေးကိုသုံးမြန်ဆုံးကျွန်တော် တယ်ကျွန်တော်တို့လိုအပ်တဲ့ဟာလေးတွေတော့တက်ပြီးသွားပြီနောက်တစ်ခုကကျွန်တော်တို့ဒီ UPS 1.5 A cap ပေါ့နော်သူက1.5 ampere ဖြစ်တဲ့ cap ပါအဲ့ဒါကိုသုံးပါမယ်ဒီနားမှာ J1 ဆိုတာရှိတယ်။ J1 မှာခဲမစော်ထားဘူးဆိုရင်9ဘို့ထွက်မယ်လို့ပြောထားတယ်။ J1 မှာခဲစော်ထားတယ်ဆိုရင်တော့တွဲဖို့အောက်ဖို့ဖြစ်ပါတယ် 1.5 ampere ထွက်တဲ့အကက်ကလေးမိတ်ဆက်လို့ပြီးမှကျွန်တော်တို့ fast charger ပေါ့နော်ဒီအသွင်းအမြန်နှုန်းအတွက်သုံးမဲ့ TP 9100အကက်ကလေးဖြစ်ပါတယ်ဒါဟာသူ့ကိုအကူအသွင်းပေးမှာဖြစ်ပါတယ်သူက1 ampere နှုန်းနဲ့ပဲအသွင်းပေးနိုင်တယ် Wi-Fi UPS ကပ်ပေါ့နော်1.5 ampere ထွက်တဲ့ဒီကက်လေးက1 ampere နှုန်းနဲ့ပဲကျွန်တော်တို့ battery တွေကိုအသွင်းပေးနိုင်ပါတယ်ကျွန်တော်တို့ battery က1200 mAh တွဲ AH ကိုသွင်းမှာဖြစ်တဲ့အတွက်ဒီကောင်နဲ့သွင်းနေဆိုရင်ကြာမယ်အဲ့လိုမျိုးကြာမှာဆိုးတဲ့အတွက်ကိုကျွန်တော်တို့က fast charger TV 9100ကုမှာပေါ့เนาะကျွန်တော်တို့ဒီနှစ်ခု ပေါင်းလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ 2MB ကကြော်ကြော်လောက်ထွက်မယ်လို့တွေးလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အသွင်းနာပုံမြန်သွားမယ်အဲ့ဒီတော့ဒီကက်လေးကိုအခုထည့်ပြီးသွင်းမှာရှေ့မှာပြခဲ့တဲ့ diagram အတိုင်းပဲချိန်ဆက်လို့ရတယ် DTP 9100ရဲ့ဘက်ထရီအထွက်ကိုဒီ UPS ကတ်ရဲ့ဘက်ထရီအထွက် positive negative ဆက်မယ် DTP 9100ရဲ့ဒီ input အသွင်းပို့အဝင်ကိုဒီ wifi UPS ကတ်ရဲ့ in အဝင် plus minus မှန်ကန်အောင်ဂျာတွေကခွာချိတ်ပေးရမှာ ဖြစ်ပါတယ်ဒီ TP 9100ရဲ့အခုနောက်ပိုင်းလာတဲ့ကက်ကလေးတွေမှာဆိုရင် in plus in minus ဆိုပြီးမပါတော့ဘူးဘောနော်အဲ့ဒါဘယ်ဘက်က in တုံးဘယ်ဘက်က out တုံးဘယ်ဘက်ကအဝင်တုံးဘယ်ဘက်ကအထွက်တုံးဆိုတာကိုကျွန်တော်တို့မခွဲတတ်ဘူးဆိုရင်နောက်ကိုလှမ်းကြည့်လိုက်ပါဒီမှာ plus minus 5 volt to 15 volt လို့ရေးထားတဲ့ဟာဒီ in အဝင်ဖြစ်ပါတယ်ဘောနော်ဒီပြီးတော့ကြတော့ in ဘက်မှာကျွန်တော်တို့ LED တက်စရာအပေါက်ကလေး3ပေါက်ပါသေးတယ်ဆိုတာဘိုင်း color LED လေးတက်ဖို့ဘောနော်အပေါက်လေး3ပေါက်ပါသေးတယ်အဲ့လိုမျိုးလေးခွဲလို့ရပါတယ်ဒီနောက်ကြောဘက်ကိုလှမ်းကြည့်လိုက်လို့5-15 volt ဆိုရင်အဲ့ဒါ5 volt ကနေပြီးတော့15 volt အဝင်လို့ပြောထား ထားရင်အဲ့ဒါအင်းပါအဲ့ဒါဆိုရင်ကျွန်တော်တို့တက်အောင်ပေါ့နော်ကျွန်တော်အောက်ဘက်ကိုလိုမျိုးတွဲလိုက်မယ်ကျွန်တော်တို့တက်ပါမယ်ဉာဏ်လုံးခဲဆော်လိုက်မယ်ဒါကြီးအထွက်ဘက်ကိုအရင်ဆုံးချိန်မယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာတော့ကိုက်ရဆိုတော့ကျွန်တော်ဒီလိုမျိုး အားလေးနဲ့ပဲချိတ်လိုက်တော့မယ်ညာကြတော့ဇာကနာလေးနဲ့ချိတ်ရမှာပေါ့နော်ဇာကနာလေးမရှိတဲ့အတွက်တို့ရဲ့ပစ္စည်းတွေထပ်ဝယ်ပါဦးမယ်ဇာကနာလေးမရှိတဲ့အတွက်ကျွန်တော်တို့တိုင်းမဲ့ချိတ်လိုက်ရတယ် ဘက်ထရီဘက်ကိုထွက်မဲ့ထွက်နှစ်ခုအဲချိန်မှာဖြစ်ပါတယ် minus ကတော့ချိန်ပြီးသွားပြီကျွန်တော် plus ကိုချိန်မယ် အဲဆိုရင်ပတိအထွက်ကိုချိန်ပြီးသွားပြီလို့ယူဆလို့ရပြီဒီဘက်ကိုအထွက်မယ်အထွက်ပေါ့နော်ကျွန်တော်တို့အဲဆိုရင် input ကိုချိန်မယ် ကဲဒါဆိုရင် TP 9100နဲ့ဒီကျွန်တော်တို့115ရေ UPS ကတ်ကလေးနဲ့ချိန်ပြီးသွားပြီကျွန်တော်တို့ဒီမှာတွဲဖို့ထွက်ဖို့ခဲပူပေးရမှာဖြစ်ပါတယ်မဟုတ်ရင်9ဖို့ပဲထွက်မယ်နောက်တစ်ခုလိုတာကတော့ကျွန်တော်ဟီဆင်ပေါ့နော်ဒီ TP 9100ရဲ့ဒီ interter လေးကအရန်ပူတယ်ကျွန်တော်အားသွင်းတဲ့အချိန်ကျဟီဆင်မခံဘူးဆိုရင်ဒီကောင်ကကြောင်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်ဟီဆင်ခံပေးမယ် ့ဒီဟိတ်စင်လေးခံပေးလိုက်မယ်ပေါ့နော်ဒီ enter ဒါလေးပေါ့မှာနှိစင်လေးခံပေးရတယ်ဟုတ်ပြီအဲ့ဒါဆိုရင် လိုမျိုးလေးရပြီကျွန်တော်တို့ပုံမှာ installation လုပ်ဖို့ပဲကျွန်တော်တို့ပုံမှာတက်ဆင်ဖို့ပဲကျွန်တော်တို့ဆက်ကြည့်ရဆိုရင်ကျွန်တော်တို့ဒီပုံမှာဆင်ဆင်မယ်ပေါ့နော်ဒီလိုမျိုးလေးထားလိုက်မယ်ဘာလို့လုံးဆိုတော့ကျွန်တော်တို့ဒီဘက်က adapter အဝင်ဖြစ်ပါတယ်အဝင်နဲ့ဒီဘက်ကကျွန်တော်တို့အဝင်ကိုချိတ်ဆက်ရမှာပါဆက်စင်ကျွန်တော်တို့ဒီမှာစပြီးတော့ချိန်မယ် င်အထက်ကိုတက်တော့မယ်ပေါ့နော်ဒီမှာ အဲအခုဆိုရင်ကျွန်တော်တို့ဘိုင်းကာလာ LED လေးတွေတက်ဖို့လိုတယ်ဗောနော်ကျွန်တော်က 5mm ဘိုင်းကာလာ LED တက်အောင်ပါဘာလို့လဲဆိုတော့ဒီမှာအပေါက်က5 5mm အပေါက်ဖြစ်နေလို့ဗောနော်ဒီမှာဒါဘယ်ဟာဘာရောင်လုံးဆိုတော့ကျွန်တော်တို့ တိဖို့ဆိုရင်စမ်းဖို့လိုတယ်မီတာမှာဒိုင်အိုစကေးကိုထားလိုက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အလဲရ plus ပေါ့နော်အလဲရဒီကောင်က anode plus ဖြစ်ပါတယ်ဒီဘက်ခြေတံလေးပိုရှည်တဲ့ကောင်က red color ဖြစ်ပါတယ်အဲ့ဒါဆိုရင်ခြေတံပိုတိုတဲ့ကောင်က green တေးကြတယ်ပေါ့နော် red color မြင်ရလားမသိဘူး red color ါဆိုရပြီဒီဘောမှာကျွန်တော်ကောကန်းလေးနဲ့ကောတို့မယ်ပေါ့เนาะခဏနေကြမှာခုဒါဆိုရင်ကျွန်တော်တို့နောက်ဘာလောက်ရမှာလဲဆိုတော့ battery pack ဆင်မယ် battery pack ဆင်မယ်ဆိုတော့ကျွန်တော်တို့2000 mAh 6လုံးဆင်มาဖြစ်ပါတယ် series ချိန်ဆရာမလို့ဘယ်လေလေးပဲချိန်မယ်3လုံး3လုံးတစ်တွဲကိုကျွန်တော်တို့ parallel ပဲချိန်มาဖြစ်ပါတယ် ကျွန်တော်ဒီလိုနှစ်တွဲကို positive positive negative negative ပြန်တွဲရမယ်ပေါ့နော်ဒီလိုမျိုးလေးတွဲရမှာ ဒါကိုကျွန်တော်တို့က BNS ခံသုံးမယ်ပေါ့နော် BNS ဘလောက် BNS ခံသုံးမှာတော့ဆိုတော့ကျွန်တော်တို့ 1S 3MB ရ BNS ခံသုံးပါမယ်ဒါကတော့ကျွန်တော်တို့ကဒီ TP 9100ကိုသုံးတဲ့အခါမှာတခါလေကျ TP 9100ကြောင်ပြီးတော့ပေါ့နော် over charging လောက်တက်တယ် over charging လောက်တက်ချိန်မှာကျွန်တော်တို့ over charge ဖြစ်ပြီးတော့ဆဲတွေပူလာတာဆဲတွေပျက်စီးတာမဖြစ်အောင်လို့ကျွန်တော်မဖြစ်မနေ BNS တက်ပေးဖို့လိုတာပေါ့နော်အဲဒါကြောင့်မလို့ BNS တက်ပေးမှာဖြစ်ပါတယ် ဒါဆိုရင်အားစာသွင်းနေပြီပြောလို့ရတယ်ဟုတ်ဒီမှာ TIB ကလည်းအားသွင်းနေဘာလို့ဘာဖြစ်ဘက်ကိုအားသွင်းနေဒီမှာအနီလေးအားမသွင်းတော့အားပြည့်တယ်ဆိုရင်ဒီမှာအပြာလေးလင်းပြီးတော့ဒီမှာလည်းအစိမ်းလေးလင်းသွားမယ်ပေါ့နော်ကျွန်တော်တို့ဒါဆိုရင် Wi-Fi UPS စင်တာပြီးပါပြီဒီမှာတော့ကျွန်တော်တို့ glue gun လေးနဲ့ပေါ့နော် call ကပ်ဖို့လို့မယ်ဒီမှာ call လေးထပ်ကပ်ဖို့လို့မယ်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်